မဲအောင်ရှင်းတတ်ပါဗျာဟုတ်ရန်ကုန်ပို့ပရင်တင်ကပါဟုတ်စောက်ထုတ်လို့ရပိုင်ရှင်ပါဟုတ်ချိန်3ရက်အတွင်းမှာကျွန်တော်တို့ကဒစရိုက်ပညာတွေရွာရဲ့အပြင်အာပေပေဟာဘလို့အတကြဘလို့အာနေကြဒစရိုက်ရဲ့တခုချင်းစီရဲ့အတကြအာနေကြတွေကိုလည်းသိရှိနားလည်ပါကြောက်ရောတေးချာချာနဲ့စိတ်နဲ့ပြီးတော့တင်ပြရပြီးတော့နားမလည်လို့ရှိရင်လည်းတေးချာရှင်းပြရပါတော့။အဲပြီးတော့တခုခုအခက်ခဲဖြစ်လို့ရှိရင်လည်းအာထက်ခေါက်ထက်ခေါက်လောက်ကိုင်းပြီးတော့အဲတခုကျွမ်းကျင်အောင်လို့ဖိမ့်နေပြရပါတော့။အဲ့လိုမျိုးချက်လေးရသဘောကြပါ ဇေယျပညာကိုစိတ်ဝင်စားတဲ့လူတွေဖြစ်ဖြစ်ပေါ့ပြီးတော့လုပ်ငန်းချဲ့ကျင်တဲ့လုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်အာဒါမှမဟုတ်ကိုပိုင်အာစီးပွားရေးစကျင်တဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်အာဒီတင်တန်းကိုရွှေ့ချက်လို့ရှိရင်မမားဘူးလို့အာမခံတယ်ပေါ့အာပြောချင်ပါတယ်ပြီးတော့အာဒီဒီတင်တန်းမှာဆိုရှင်အဓိကအားသာချက်ကြတော့ဒီအချိန်၃ရက်ထဲနဲ့ဒီဇေယျပညာကိုလေ့လာခွင့်ရတာပေါ့နော်ဒီကွာကိုပိုင်းစီဝအေးစားရလူဝန်ထမ်းနေဖြစ်ဖြစ်အဲဟိုအလုံးအားရဲ့လုပ်ငန်းရှင်တွေအတွက်ဒါတော်တော်လေးကောင်းနေအချက်ပြောချင်ပါတယ်။မူဇက်2ဖြစ်ပါတယ်နော်။ ဆရာတို့ကမသိတာရှိရင်အသေးစိတ်နဲ့အစားသေချာနားလည်အောင်ရှင်းပြပေးရယ်မသိတာရှိလို့ရှင်လည်းမေးမေးလို့ရှင်လည်းဖြိတ်ရှိသွားနဲ့ဖြစ်ပေးရယ်အဲ့လိုမျိုးသဘောကျတယ်ပေါ့ဒီစင်လိုက်မှာအဲကျိုးကျေးဇူးကတော့အများကြီးပဲဟိုစီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုလို့ရှင်လည်းဟိုအထယ်လိုက်မဲ့သွားသွားဒီတစိမ့်ရိုက်လေးတင်တွဲတင်ထားတော့ပို့ပြီးအဆင်ပြေမယ်ထင်ပါတယ်အဲ့တော့ကိုကံမြင့်ပါဗျဒီသင်ကြားပေးတဲ့အထောက်အပံ့ပစ္စည်းတွေ လိုရတဲ့ပို့ပြီးပို့အများကြီးပြည်စုံနေလို့ထင်ရတယ်။အဲဟာအရင်သဘောကျတယ်။ဘာမှလိုလို့သိမရှိတာ။တင်တင်ယူတဲ့တင်ယူဖို့အတွက်ဟာဒီပစ္စည်းဒီပြည်စုံတာပေါ့။အဲ့ဒါအရင်သဘောကျတယ်ဆရာ။နာမည်စိုင်းမိုးဆက်ကိုပါခင်ဗျ။ opet အထည်ချုပ်လုပ်ငန်းနဲ့ prahita လေးတွေ့ထားပါတယ်ခင်ဗျ။ဆရာတကယ်ကိုစိတ်နဲ့ပင်သင်ပေးတဲ့အရာပေါ့။ပညာရက်ကတကယ်အာအသက်မွေးအောင်ပြုချင်တဲ့သူပေါ့နော်။ဒီရောက်တကယ် လုတ်ပြီးတော့မှလုတ်မယ်လို့ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချတဲ့သူနဲ့တကယ်ဒီသင်တန်းမှာလာတက်တက်ပါလေမင်းထက်နိုင်မှာအဲလုပ်ငန်းပေါ်လက်လီလက်ခါလုတ်ပါအိမ်မှာလဲဆန်ဆိုင်ဘောကြဆုံးချက်ဆိုစမ်းမှုပါဖို့ဆိုလို့ရှင်ပစ္စည်းတွေအဆုံရှိတယ်ဆရာတွေဘာတွေကလည်းအကုန်လုံးစေနာပါကြတယ်ယာသာဝယ်မောင်းပါအိစာနဲ့စက်ကူပုံနဲ့အိမ်မှာလုတ်ပါတယ်အဲအဲ့အလုတ်ဒီမျိုးကိုပို့ပြီးတော့ထပ်ပြီးတော့နည်းနည်းလေးချက်ကြည့်နေ ိုတိုးပြီးတော့ကိုတနိုင်တမိုင်လေးလှုပ်ချင်တဲ့ဆန္ဒနဲ့ကျွန်တော်ဒီကနေ့ကိုလာရောက်ပြီးတော့တက်ချင်တယ်ပေါ့။ပြီးကျင်တဲ့အရာလေးတွေကျွန်တော်တက်ချင်တဲ့အရာလေးတနိုင်တမိုင်ကျွန်တော်စပြီးလှုပ်ချင်တဲ့အရာလေးတွေအားလုံးကိုဇေယျရဲ့ကျေးဇူးတင်နဲ့ကျွန်တော်ဒီထင်ဒီထင်ချာချာတည်တင်းသလောက်ကိုသိရှိခွင့်ရပြီ။ခြေကန်းအနေစပြီးတော့သင်ပေးတဲ့အချက်တွေလိုပြောမယ်ကုန်ကြစည်အနည်းဆုံးဖြစ်မဲ့ပုံစံလေးလေတော့အခြေခံကြကြပုံစံလေးဒီချာတွဲပြီးတော့ဘယ်ဘက်ကမှမလွတ်အောင်ဒီချာချာလေးတင်ပြီးတဲ့အချက်လေးကို 国家。